မင်္ဂလာပါနော်နွေဦးမိသားစုပေါင်းတို့ရေနွေဦး family channel လေးကနေလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆရာကျော်များတန်ရေးသားထားသောထောင်တို့အဝင်ထောင်မအထွတ်စာအုပ်ကို အပိုင်းကားနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်း35အာမခံအမိန်ချမှတ်မိနေဦးလုံးဝေမှာမိခင်ကြီးရှင်မောင်းတွင် မပူရုပ်စင်၍အပြုံမှန်တထားတော်လဲအစ္စဒတ်တတံမခံစားမှုကိုမူဖုံးကွယ်ခြင်းကမတက်တာပါလေသူဤမျက်လုံးများမှာကနာမငိယုံကန်းအဝင်ပေါင်းစီတို့ မကြခနာဝေတည်နေသည်ဒီကနေ့အောင်မကန်အမိန်ချမမြင်နေမို့မိသည်စင်များရောက်လာလိမလားဟုမျှော်လင့်တကြီးရှိနေသည်မိသည်စင်ကိုမတွေ့ရသည်မှာကြာလိပြီမတွေ့ရကြာလိ တွေ့ကျင်သည့်စိတ်ဆန္ဒကထိမ်မနိုင်သိမရယူဖိန်လာသည်မိသစဉ်ဘလို့အခြေအနေရှိနေသည်ကို အလွန်သိကျင်နေသည် သူ၏မိသားစုကိုလည်းမမေ့ရဲဒီမျိုးသမီးကြောင့်သူ့မှာဒုက္ခအသွဲသွဲရစ်တိုင်းနေ၏သူ၏မိခင်ကြီးမှာကြီးတော်ကြီးမှာအွယ်ရောက်ခါမှတော့ကပွင့်နေရသည်ရတက်ဖြာနေရသည် ဟိုပြေးရဒီလွားရဖြစ်နေသည်ဒါတွေကိုလည်းသူအားလုံးသိသည် ိုးစီကောင်းမူမိသင်းကိုတော့သူမင်း၍မရသည်စိတ်နာ၍မရသည်အောင်ဖြစ်နေသည် မိမတယောက်အတွက်နန်းစွန့်သည့်ဘရင်မိသားစုတစုလုံးကိုစွန့်ခွာသည့်ယောက်ျားတွေအများကြီးရှိခဲ့တာပဲဟာဥလုံးဝေဒီလောက်ထိကဲကဲဆက်ဖြစ်နေသည်ကိုလွန်လွန်းသည်ဟုဘယ်သူဆိုရပါညီမဖြစ်သူက သူတိကျင်သောမိသင်းအကြောင်းကို ဖောက်သေးချခဲ့သည်တခုမှအကောင်းမပါ ယခုဘသူနဲ့တွေ့နေသည်ဘလိုတွေဖြစ်နေသည်ဆိုသည်များကိုပြန်လည်ပြောပြခဲ့ရာတွင်ပါဇက်တနာသည်လိုဖြစ်ခဲ့ရသည်ပြောနေသည်များကိုနားထောင်နေသည့်ဦးလုံးဝေမှာတက်ပြင်းတခြားခြားဖြစ်နေတော်လဲသူ၏မျက်နှာပေါ်တွင်မယုံခြင်းဟန်အရင်များလင်းထင်နေသည်ထိုစဉ်သူဘက်မှလိုက်ပါဆောင်ရွက်မိရှေ့နေကြီးဦးခင်မောင်တန်းရောက်လာသဖြင့်သူတို့စကားဝိုင်းပြတ်သွားရသည်ယခုတည်းထိယုံတော်တွင ။အိုလုံးဝေမီတို့ထွက်ဆိုမီကိုမညှိမရသေး။အာမခံကိုဥခင်မောင်တန်ကလုံးဝမျောလင်းချက်မထား။အမှုရင်ဆိုင်ရမည့်အခြေအနေကိုသာ မျောလင်းထားသည်။ခက်တီကအိုလုံးဝေအပေါ်တွင်လုံးဝအာမရဖြစ်နေခြင်းပင်ဒီပုံနှင့်အမှုဆိုင်ဖို့ကတော့ဘလို့မှမဖြစ်။ယခုလည်းအိုလုံးဝေ၏သဘောထားကိုတီးခေါက်ရပြန်သည်။သဘောထားပြောင်းမိပုံမတွေ့ရသောကြောင့်သူ၏အမှုကိုဆက်လက်မလိုက်လို့ကြောင့်အတိအလင်းပင အသည့်ပေးလိုက်ရ၏ဒီခါကြတော့လေဥလုံဝေမှာပြပြတလဲဖြစ်သွားရပြန်သည် သူ၏အမကိုထက်ခါတလဲလဲဝင်းချတောင်းပန်ပြီးအမှုကိုဆက်လုပ်ဖို့တပန်တရာတောင်းပန်ခဲ့သည် သူ၏သဘောထားပြောင်းပါမည်ဟုကြီးပေးလာသည်တစ်ချိန်လုံးနှုတ်ဆက်လျက်တားဖြစ်သူကို တွေ့တွေ့ချင်းငေးကြည့်နေသည့်မိခင်ကြီးမှာ ထိုခါကြမှနှုတ်ကထွက်လာသည်တာမိသူစဉ်လိုမိန်ကလေးမျိုးကို တလောက်ဆွဆွလဲလဲဖြစ်ရပါမို့လားလို့မိမိအပြစ်မတင်နိုင်ပါဘူး။တားရဲ့ဖေဖေမိမိကိုချစ်တာတားမေသစဉ်ကိုချစ်တာမျိုးထဲမပို့တော့ရော့တော့မရော့ဘူး။ဒါဟာကိုမိမကိုကိုချစ်တဲ့ယောက်ျားတိုင်းလဲတားလို့စိတ်မျိုးပဲရှိမှာပဲ။ဒါပေမဲ့တစ်ဖက်က တုံ့ပြန်မှုဟာမိသစဉ်တို့တုံ့ပြန်မှုမျိုးတော့ဖြစ်မယ်မထင်ဘူး။ အဲ့ဒီအပေါ်မှာတားရဲ့အဆုံးဖြတ်က ခိုင်မာဖို့လိုမယ်။မိမိသာငငယ်ရွယ်ရွယ်နဲ့ဆိုရင်မိသစဉ်လူပြေမှာတောင်ရှိမှာမဟုတ်တော့ဘူး။မိမိသားကိုဒီလောက်ပဲမိမိပြောပြရစီ။ဒေါ်စိန်မမမမျက်ရည်စောင်းများကိုတို့ကဒုက္ခနဲ့တားပြစ်သူကို ဖြောင်းများစကားဆိုခဲ့၏။ထိုစဉ်ရှေးဖက်စည်ကြီးထွက်လာပြီး တရားသူကြီးမှာတရားခွင်ပေါ်သို့တတော်မြေအကြောင်းအရေးအစင်ပြ၍အချက်ပေးလိုက်သည် ရုံကန်တကံလုံးငိမ့်တက်သွားသည် တရားခွင်နောက်ဖက် အခမ်းပါဝါစီသို့မျက်လုံးအစုံများရောက်သွားသည်တရားသူကြီးမင်းထွက်လာသည်နှင့် အခန်းထဲတွင်ရှိနေသူများအားလုံးမတည့်ရက်လိုက်ကြသည်တရားသူကြီးမင်းကနောက်မိအမြင့်ကြီးနှင့်ကလထိုင်ပေါ်သို့ထိုင်လိုက်ခါမှအားလုံးကိုယ်နေရာတွင်ကိုယ်ထိုင်လိုက်ကြရသည် နှစ်ဖက်သောဥပရိပညာရှင်ကြီးများမှလည်းကိုနေရာတွင်ကိုအတီးတီးနေရာယူထားကြ၏ရှိဘက်စီရေးကြီးကလိုအပ်သည့်များကိုပြောဆိုပြီးသည့်နှင့်တရားသူကြီးမင်းကအာမခံလျှောက်ထားမှုကို အမိန်ချရန် သူ၏ဇပွဲပေါ်တွင်ရှိနေသော ဖိုင်တွဲကိုလှန်လိုက်စဉ်အမလီကိုကျော်မောင်ရဲ့ကျမနဲ့ကလေးတွေအားဘလို့လုံနေရတော့ပါမလဲအမလီ စေနေဆိုတော့လေညာလုံးတတော်ကျမတို့ကျမတို့စူစူဝါဝါအွန်လိုက်တော့မိမအတန်တန်မှာယုံကန်နေတို့လိန်ဝင်လာသည်အထင်းချုပ်မရှိအွန်လိုက်သည့်အတန်မှာပတ်ဝန်းကျင်တစ်ခုလုံးတို့ကြင်ကြင်လောင်လောင်ရိုက်ခတ်သွားသည်တစ်ဖက်သောအကမ်းမှဇီရင်ကျဲချမှတ်တဲ့အစုံတွင်ထွက်ပေါ်လာသောအတန်ဖြစ်သည် တပတ်ကအတန်များတိတ်ဆိတ်သွားလေမှတရားသူကြီးဤလေးပင်သောအတန်မှာမတိုးမကျဲထွက်ပေါ်လာသည်ဥပရိနှင့်သဆိုင်ရာကောင်းနှုတ်ချက်များကိုအကျဉ်တဝင့်ရှင်းပြပြီးမှအမခန်လျှောက်ထားမှုနှင့်ပတ်သက်၍စဉ်းစားရန်အချိန်စောသေးသည်ဟု ယူဆသဖြင့်အမခန်လျှောက်ထားမှုကိုပယ်လိုက်သည်တရားခံဖြစ်သူဤခံစားနေရသောယောဂမှာထောင်တွင် စေယုံတွင်ကုသသည်တည်း ပြင်ပစေယုံတွင်ကုသရန်လိုအပ်ကြောင်းအချင်းထောင်ဆရာဝန်ကြီးနှင့်ပြင်ပသမားတော်ကြီးများ၏ထောက်ခံချက်အရရန်ကုန်စေယုံကြီးအချုပ်ဆောင်တို့ပြောင်းရွှေ့ကုသရန်အမိန့်ချမှတ်လိုက်သည်တရားသူကြီး၏စီရင်ချက်ကိုဖတ်ကြားပြီးသည်နှင့်တရားခွင်ပေါ်မှဆင်း၍သူ၏အခန်းထဲသို့ပြန်လည်ဝင်ရောက်သွားခဲ့၏ ဒေါ်စိန်မမဤဘတ်ဆောင်တောင်ဆောင်မှလာရွေထားသော လုံးဆောင်ချက်များမှလုံးဝအရင်နေသွားသည်ဟုမဆိုတာပင်တစိမ့်တမိုင်းအောင်မြင်မှုရလိုက်သည်ဟုဆိုရမည်အစင်သို့ရောက်ခဲ့၏စီယုံကြီးအကျုံဆောင်တွင်နေရသည်မှာထောင်ထဲတွင်နေရသည်ထက်အစပေါင်းများစွာသာသည်အနေထိုင်ကအစ ်တက်တာချောင်းချိလွတ်လပ်မှုရှိသည်အချုံအောင်ခံနေရသည်ဟုမဆိုသာပဲစေယုံတက်နေရသည့်သဘောမျိုးတဝင်းသည်လေးဘက်လီရန်ကာယံထားသောအိုယိုကြီးကိုမမြင်ရသည်ကိုကစိတ်ချမ်းသာမှုအပြေဝါရစေသည်အသုံးဆောင်ပစ္စည်းများနှင့်ပတ်သက်၍လည်းကိုတက်နိုင်ရင်တက်နိုင်သလိုမှားယူသုံးဆွဲခွင့်ရှိသည်နာတော့တာအယုံခံစားဖို့အတွက် ကိုပိုင်ရေဒီယိုကို အနာမထားပြီးနားထောင်နိုင်သည်ကြော်ကြော်မော်မော်နေနိုင်သည် မိသောမင်းစိုးစင်ဦးလုံးဝေးမှာထောင်ထဲတွင်နေရသည့်ထက်တော့စိတ်ကြည်လင်လာ၏သူ၏ရှိနေခြင်းဦးခင်မောင်တန်းနှင့်အေးအေးဆေးဆေးတွေ့၍သူ့အပေါ်တွင် ဆွဲဆိုထားသော အမှုကုန်ခုခံကာကွယ်ရေးအတွက် ပြင်ဆင်နိုင်ခဲ့ကြသည်စိတ်ကြည်လင်လာ၍လားမသိသူ၏အပြောအဆိုအယူဆများပါပြောင်းလဲလာသည်ဒါပေသည့်ဦးလုံးဝေမအခုတတိုင်းဖြစ်စေအမှုကိုသူမကျူးလုံးမဟုအခိုင်အမာဆိုနေစေ ထားပါပြီ။သူမကျူးလွန်သောမိသူကျူးလွန်တယ်လေ။ကျူးလွန်ပွဲရှိသူကိုမူသူလည်းထင်မြင်ချက်မပြီးတဲ့လက်ရှိအနေထားတွင်မပြေသောကံရရှိနေသည်မှာသူအမှုဖြစ်ကြောင်းချင်းအရာအလုံးမှာသူစီတို့သာမြောက်ထိုးနေသည် သူဤရှိနေကြီးမှာအမှုအတွေ့ကာကွယ်သူအဖြစ်ရည်တည်နေရသလိုတရားခံအစ်စ်ဖော်တော်၏အတွက်လည်းလုံပန်းရမလို့ဖြစ်နေသည် စုံတော့အလုတ်ပါလို့ရမလို့လို့မိတို့ပင်ရှိစေဥခမောင်တန်းမှာသူဤတရခန်အပေါ်ဆွဲဆိုထားသည့်ဆွဲဆိုချက်ကိုပယ်ပြက်အောင်ကြိုးစား၍သူဤတရခန်ကိုအမှုကွယ်ထဲမှဆွဲထုတ်ရန် ကြိုးစားရပေတော်မူသောပလိန်ရာရှိကိုရိုင်းကပုတ်တင်ဥကိုဖော်ဖို့လမ်းကြောင်းအထွေထွေခင်းပေးခဲ့သည်တွဲဝါ၍လဲဆိုခဲ့သည်တဲ့တဲ့လဲပြောခဲ့သည်သို့တော့ဥလုံးဝေကမတုံမလို့ ပထမပိုင်းတွင်မေတ္တဇင်ကအိုလွန်ဝီအပေါ်အရွယ်တိုင်ယုံသဘောမူခဲ့တော်လေနောက်ပိုင်းတွင် သူကိုယ်သူမထိန်နိုင်တော့ပင်စားကိုရှာတော်ခြင်းသည်ဖြစ်ခဲ့ရသည်အိုလွန်ဝီမှာနှစ်ဖက်တော်မိဘများဤကုံတိတ်ခါသူတို့နှစ်ဦးဤကုံတိတ်ခါကိုထိန်သိမ်းမှုစူးစမ်းရင်းမနိုင်မနှင်းအခြေအနေကိုသာရင်ဆိုင်ခဲ့ရသည်နာကြီးဝရခံစားမှုဝေဒနာသည်သာ ပို၍ပြလာခဲ့သည် သူတို့အိမ်တော်ရဲ့အနေထားမှာမိတော်လို့ဖြစ်ခဲ့သည်ပောက်ကွယ်လို့ပောက်ကွယ်လို့မှဦးလုံး၏အလျှော့ပေးနိုင်လုံးသမို့သာဝုန်းကနေတိုင်းကနေမပေါက်ကွယ်ခဲ့ပြီပြဒနာမှာတနည်းထက်တနည်းတလားထက်တလားတနည်းထက်တနည်းပို၍ပို၍သာ ကြီးမာခဲ့သည်ငဲသွားသည်လျှော့သွားသည်ပြပြောက်သွားသည်ဟု၍မရှိခဲ့ပေလင်မယားရဲ့လိုပေါင်းတင်နေပေမဲ့တကယ်လင်မယားအသွင်မရှိဘူး အများအမြင်အတွက်သာအတူနေကြသည်အတွင်းရေးတွင်မူကိုလင် ကိုမယာရဲလိုသဘောမမူကြပေ ကိုလင်က ကိုအပြင်အချားရှိသည်ကိုတည်သည် ကိုမယာကလည်းကိုအပြင်အချားရှိသည်ကိုတည်သည်ဒါကိုရေးကြီးခွင်ကျဲလုံးမနေမတိကြိုကျင်းပြုနေကြသည်သူလဲထင်ရဆိုင် ကိုလဲထင်ရဆိုင်စာတော့အတူတူနေတော့အတူတူအိတ်တော့အတူတူပွဲတက်လင်နဲ့ပွဲတက်မယာအသွင်ကြည်ကြည်တာတာပင်လက်တွဲမဖြုတ်ကြပေ အဖုံးဖိအလွန်ကောင်းကြသည်တိတ်တိတ်တီးတီးရှိကြသည်တိတ်ခါတို့ဂုံတို့အတိုင်းဝိုင်းအရှိန်ဝါတို့ကို အလွန်အမင်းထိန်သိမ်းရလွန်သမို့ပေါက်ကွဲသည့်အခြေအနေတို့အယောင်မခံကြပေအခုအွန်လွန်ဝေတို့ကိစ္စမလဲသည့်အတိုင်းစီးရုံအချုပ်ဆောင်၌ရှိနေစဉ်ဥက္ကမောင်းတန်းနေတွေ့ကြရ၌အွန်လွန်ဝေကညောင်မြစ်ကိုအရင်က ပေါ်အောင်တူပြလိုက်သည် မတူရလေမဖြစ်တော့မတူရင်ညောင်ပင်က ကိုပေါ်ပြီးတော့မြည် ူဦးရှင်နေကြီးဦးခင်မောင်တန်းမဒေါ်စိန်မမနဲ့တွေ့ရသည်မူလအမှုကင်ကဲ့သို့ပလိတ်အရာရှင်နဲ့တွေ့ရသည်ဦးလုံးဝေပြောပြချက်များအရာကောက်ချက်ဆွဲ၍ကြည့်သည့်အခါဤအမှုတွင် တစုံတူသောပြစ်မှုကျူးလွန်သူရှင်နိုင်လေဦးမီဟုတွေ့ဆရာမလို့အနေထားကို တွေ့လာရသည်မြည်သူမြည်ဝါဟုတဟက်တီချာမပြောနိုင်စေကမူတရခံဘွားတူဦးရှိလိမ့်မည်ဟုပြောယုံလောက်သော အခြေခံအချက်များကိုဖော်လာနိုင်သည် ပလိယာရှိကောင်းမူဥခင်မောင်တန်းဤပြောပြချက်ကိုလက်မခံခဲ့ပေဥခင်မောင်တန်းကတော်စိန်မမနှင့်တွေ့ပြီးကိုနီကိုဟန်ဖြင့်လှုပ်သင်းသည့်များကိုအကြံပြု၍တရခွင်ပေါ်မှအဖေကိုထုတ်ယူ၍စုံဖြန့်လိုက်ရတော့ဤတရခွင်မော်တွင်အခန်း၁၈အမှုစစ်ဆေးမြည်ရဲ့မတိုင်မီနှစ်ရက်လောက်အလိုကလေးကဥလုံးဝေးစိတ်အစင်မှရောင်ရဲခံလာသည် သူ၏ရင်ထဲမှာတုံ့ရင်သောဝေဒနာကိုခံစားနေရသည်ညဘက်များတွင် အတွင်းနှင့်ကြုံခဲ့ရသလိုအိတ်ဆေးအကူအညီဖြင့်အိတ်ဆက်ခဲ့ရသည်တရားခွင်ပေါ်မှတွေ့ရမည်အတွေ့အမြင်ကွင်းကိုစိတ်ကိုယ်နှင့်မန်းစားကြည့်မိတိုင်းစိတ်မသက်မသာဖြစ်စရာများသာထင်လာသည်မိသည်စဉ်နှင့်တွေ့ရတော်မည်မိသည်စဉ်နှင့်ယဉ်ဆိုင်ရတော်မည်သူ၏စိတ်ကခိုင်မာမည်လားတင်ထားနိုင်မာမည်လားဒီအတွေ့ကလည်းသူကိုအတော်ကြီးဒုက္ခပေးနေသည် ယောက်ျားတယောက်မှရှိရသောစိတ်အစဉ်နှင့်စန့်ကျင်ဘက်စိတ်အစဉ်ကသူကိုမကြာခဏလွှမ်းရင်နေသည်ဒေါ်စိန်မမခင်တားဖြစ်သူကိုစိတ်မကြာနိုင်သမို့အမှုစင်မီနေမတိုင်းမီတားဖြစ်သူတန်အခေါခေါအခါခါသွား၍နာသွင်းခဲ့ရ၏ဖြောင်းပြစကားဆိုခဲ့ရ၏အိုးလုံးဝေကမမီတို့စီချမ်းသာအောင်တားလုပ်ပါမည်စိတ်ချလက်ချအေးအေးနေပါဟုကလေးစကားတွေဝဝေးဆဆပြီးခဲ့၏ သို့သောတယောက်တည်းရှိနေသော အချိန်တွင်မူမိခင်ညီအားပေးထားသောဂရေစကားများကိုမေ့သွားတတ်၏ထိုအချိန်တွင် သူ့ကိုလွမ်းမိုးထားသည်မှာမိသည်ရုပ်ပုံလွားသည်သို့မှ အမှုစစ်စေးမည်နေသို့ရောက်လာသည် မနေ့ကလေးကမောင်တကာလင်းတလဲဖြစ်နေသော မိုးမှာဒီနေ့မနေ့ပိုင်းအထိဟုတ်တီပတ်တီမရွာသေးစေကားမူအချိန်မရွေးသေးကြီးမဲကြီးရွာချမီဟန်မှာအထင်သာပေါ်လွင်နေသည်ဦးလုံးဝေကြီးစိတ်အစင်မမကြည်လင်း ူအင်းလုံရှောင်းဟဲမှာလေးတီလေးကန်ဖြစ်နေသည်ရင်ထဲမှာလည်းတလက်လက်ယုံထွက်ရမည်နေဖြစ်သောကြောင့်အဝိစာများလဲ၍အတင်းဆောင်နေရသည်မဖလာပတ်တင်ထားသည်မှာလွဲ၍အခါတိုင်းသူယုံသွားသော အခါဝိစင်သည့်အစဉ်ပြန်တိုင်းဝှထားသည် အခုသွားရမည်ယုံမှာတရားယုံသူကတရခန်းဒုံမို့ကြောင့်လေခါတိုင်းလိုတော့ဝင်ဝင်ထဲထဲမရှိနေဦးလုံးဝေးမျက်နှာမှာထောင်တဲ့ရောက်စားကားလောက် တွေ့ကြမနေတော့လဲရခင်ကလိုပြပြဖြူဖြူမရှိသေးပြီ။နောက်ပြီးသူက အထူးခွင့်ရရထားသောတရားခံဖြစ်သမို့တရားရုံးအောက်ထက်တွင်ရှိနေသည့်စုစုထိုင်ပိုင်းမှောင်မဲနေသော အချုပ်ခန်းတွင်မနေရပဲရုံးရောက်သည်နှင့်အမှုစစ်စေးမိရုံးခန်းထဲ၌တယောက်နားနေခွင့်ရခဲ့၏။ရုံးခန်းထဲတွင်မိသားစုအစုံအညီရောက်နေသည်။တာနေကောင်းနေနော်။ဟုတ်ကဲ့မမီကောင်းပါတယ်။မမီရောနေကောင်းရဲ့လား။ အေးကောင်းပါလေအခုတလောပိုးတောင်းချမ်းမာနေတယ်ဒယ်ရီရောမမီတားဒယ်ရီလည်းနေကောင်းပါလေဥခင်မောင်တန်းလေးဒီနေ့တော့ဆိုးဆိုးလာလိမ့်မယ်ဟုတ်ကဲ့မမီမနေ့ကလည်းလာပါသေးတယ်ကဲတားကြိုက်တဲ့အုံလိုခေါက်ဆွဲ special ချက်လာတာပူပူလေးစားလိုက်အောင်ဟုတ်ကဲ့မမီခေါက်ဆွဲပြင်နေစဉ်ဦးလုံးဝေက သူ၏နမငယ်နှင့်ယုံကန်တဲ့ရောင်နေသူများကိုပြုံပြုံရွှင်ရွှင်စကားပြောနေရာ အခါတိုင်းနှုတ်ဆက်သလောက်ဒီတစ်ခါတွင်ဦးလုံးဝေကအပြောသမားကျန်လူများကနားထောင်သမားဖြစ်နေသည်တပြုံပြုံဖြစ်နေသူမှာဒေါ်စိန်မမဒေါ်စိန်မမမှာသားဖြစ်သူကိုကြည့်ပြီးသူမ၏မျက်နှာပေါ်မှာပီတီရိပ်များပြာဝင်နေသည်ချီနူးရိပ်များဝင်ပါနေသည်ချီနှန်းရိပ်များထင်ရွေနေသည်ဦးလုံးဝေကလည်းသူအတာနှင့်သူ တယောက်တည်းနေရရင်မငြိမ်မသက်လှုပ်ရှားနေတတ်သောစိတ်အစဉ်မှာပိုရရောက်ရဲခတ်သွားမည်အိန္ဒြေမဲ့သွားမည်ကိုဆိုရင်ပြီးစကရော့ဖော်ရော့လုံနေခြင်းပင်ဖြစ်ပေသည်ဥလုံးဝေခေါဆွဲစားနေစဉ်အခန်းထဲသို့အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတဦးဝင်လာကြသည်မျက်လုံးအစုံများမှာဝင်လာသူများစီတို့ဖြက်ခနေရောက်သွားကြသည် ဖြက်ခနေမျက်နှာလွှဲပြလိုက်ကြသည်မျက်နှာမလွှဲနိုင်သူမှာဥလုံးဝေတယောက်ထဲသား သူ၏မျက်လုံးအစုံမှာမေတ္တဇင်းလှုပ်ရှားရသို့ဝဲပြန်လိုက်ပါနေသည်မေတ္တဇင်းကမူသူတို့လူအုပ်စီတို့ မျက်စိတစ်ချက်ခန့်ကြည့်လိုက်ပြီးနောက်ထပ်မျက်ရည်မဝဲတော့ပေအကန်ထဲတွင်ကြာကြာမနေပဲချက်ချင်းမြင့်မြန်ထွက်သွားကြသည်သူ၏ရင်ထဲမှာတလက်လက်ညိုရင်တင်နေသောမျက်နှာပြင်ကိုဟန်ဆောင်၍ဖုံးဖိရန်စူးစားခဲ့တော်လဲအရာမတင်ခဲ့ပြီညီမဖြစ်သူကအလုံးဝေးကိုတူတူလေးပြောလိုက်၏အဲ့ဒါပေါ့သူ့မင်းသားလေးဆိုတာ ဒီတော့မှဥလုံးဝေတတိပြန်ဝင်လာသည်ကောင်းတစ်ခါသုံးခါညင်လိုက်ပြီးလေးပင်သောတပြင်းရှိကိုဟင်ကနေချလိုက်သည်ဒေါ်စိန်မမကတရားဥပဒေပေါင်းမလိုက်ပါဆောင်ရွက်မိဥပဒေပညာရှင်ကြီးများကိုငားရမ်းထားသလိုလောကီရေရာအရာဆောင်ရွက်မိဆရာကြီးကိုလည်းရုံးတော့ပေါ်အရောက်ပင်ဖိလာခဲ့၏လောကီရေရာ အကူကြီးကိုအရေးတစ်ဖွဲ အထောက်အပင်ဖြစ်စေရန်စီစဉ်ခဲ့ခြင်းဖြစ်မိတဲ့သည် မကြမီပိတ်ဖြူပုဂ္ဂိုလ်ကြီးကဒေါ်စိန်မမလက်ထဲသို့တစုံတစ်ခုလှမ်းပေးလိုက်ပြီးတူတူလေးပြောလိုက်သည်ဒေါ်စိန်မမကပုဂ္ဂိုလ်ကြီးပေးသည့်ပစ္စည်းကိုကြည့်လိုက်ရာ စပယ်ဖြူသုံးပွင့်ကိုတွေ့လိုက်ရ၏ယင်းစပယ်ဖြူသုံးပွင့်ကိုတားဖြတ်သူဝေထားသောအပေါ်အင်ဂျင်နီယာဘေးအိတ်ထဲသို့သူကိုယ်တိုင်ထား၍ထည့်ပေးလိုက်၏ ယနေ့အမှုစစ်စင်ရာတွင် စပယ်ဖြူသုံးဝင်းကဘဲအခန်းကဘဲပုံပါဝင်အတုံးတော့ခံမိကုန်မူပိတ်ဖြူဝိပုံကိုကြီးမှတပါမြည်သူမတီအမ်မတင် ထိုစင်မှာပင်ဦးလုံးဝင်းရှင်နေကြီးဦးခင်မောင်တန်းရောက်လာသည်ဦးခင်မောင်တန်းဝင်လာပြီး မရှိမနှောင်းမှာပင်မိသည်စင်နှင့်သူမဤရှင်နေကြီးတို့ အတူတွဲ၍ဝင်လာကြသည်မိသည်စင်ဟန်မှာထီမတင်သည်ဟန် ဘယ်သူကိုမှအလီမမူဂယုမတာသည့်အသွင်ဖြင့်ကြောကြောမောမောရှိနေသည်စင်ရင်ထုံးဝဲပုံမှလည်းကြော့ပြန်နေသည်နှူးဤနေသောရွှေဖလားရောင်စာပွင့်အင်ကြီးအဝါခံပေါ်တွင်အ내ပန်ခက်ကလေးများရှင်ရွယ်နေသည့်ပိုးပြောလုံးကြီးကိုဝှက်ထား၏နောက်တွင်စထုံမှဖြာချနေသောစံဖြားကော့ကော့မှဘယ်ဘက်ပကုံးထမကျော်၍အရှိဘက်ရင်အောင်ပေါ်တွင်ရွရွကလေးတင်နေသည် ပန်းနူနဲ့အနီရောဆွဲနေသောနှင်းစီတပွင်ကို နောက်ဆက်တွဲစတုံးညာဘက်တွင် နေရာပေးထားသည် လဝိလက်စားဝင်ထားပေါ်မှလည်းအိန္ဒြေယသည်စိန်ချေနကံသုံးနှန်းသွားစိန်လက်စွန်းနှင့်နှာဤတလုံးသားဝစ်ဆင်ထားသည်မျက်နှာပေါ်တွင်မူရှောင်မျိုးစုံဖူပင်နေသည်သို့ချေမုံထားသည်အဖြူပေါ်တွင်ရွှေအဆက်ပြောင်များ ကျဲထားသည့်လက်ကင်အေကိုလက်မောင်းပေါ်တွင်ချိန်တင်မထားဘဲလက်ထဲတွင်ကင်၍တွေ့ပြောင်းလွယ်နောင်ဟန်လွယ်ယူသွားသည်မိသည်င်းကိုလုံးအလာမအရင်ကထက်ပို၍လှနေသလိုလိုအလားကျွေသူများအဖို့တော့ဘလို့စင်စင်ဘလို့ပြင်းပြင်းလှနေသည်သာတရားသူကြီးထွက်လာတော့မြင်မို့ဦးလုံးဝေမှာသူထိုင်ရမည့်နေရာတွင် ထိုင်နေပြီဖြစ်၍သူ၏နောက်ကျောဘက်တွင်ရှိနေသောမိသည်င်းကို မကြည့်သာမမြင်သာတော့ပေ တရခွင်ပေါ်တွင်တရားသူချင်းမင်းနေရာယူပြီးသည်နှင့်နှစ်ဖက်သော ရှင်းနေကြီးများလည်းသူတို့အတွေ့သတ်မှတ်ပေးထားသော စပွဲများတွင် အသင်ရှိနေကြသည်စပွဲပေါ်တွင်ရှိနေသောကြိမ်ချင်းများလေးတွင်ဥပဒေစာအုပ်အထူးကြီးများအထက်လိုက်ရှိနေသည်ဒေါ်စိန်မမအီနောင်မှဝင်းဖြူပုဂ္ဂိုလ်ကြီးမှမူတရားသူချင်းမင်းကိုတလဲကြော်ပင်ထိုင်နေသောရှင်းနေကြီးကိုတလဲစူးစူးဆိုင်ဆိုင်ကြီး၍ပါဇက်တလုံးလုံးရှိနေသည် သူကလည်းသူအာကိုရာမန်တန်များဖြင့်သူ၏လုပ်ငန်းစဉ်ကိုစတင်လုပ်နေဟန်ရှိပေသည်။သူ့ကိုမူမည်သူကမှတတိမထားမိကြပြီ။တရခွင်စသည်နှင့်နှစ်ဖက်တော်ရှိနေကြီးများကသက်သေစရင်တင်ပြကြသည်။တရားသူကြီးကတင်ပြလာသောသက်သေစရင်ကိုကြည့်ရှုပြီးနောက်လက်ခံကြောင်းကောင်းငင်းပြလိုက်၏။ တရားသူကြီးကအမှုကိုစက်တိုက်စစ်ဆေးသွားမည်ဖြစ်သဖြင့်နှစ်ဖက်တင်ပြထားသောတည်တည်များရဲချင်းအတိုင်းရုံတော်တို့ရောက်ရှိစေရန်ကုညီကြဖို့ပြောကြားပြီး တရားခွင်ကိုခေတ္တရန်နာလိုက်၏တရားသူကြီးမင်ကနှစ်ဖက်သော ရှေ့နေကြီးများကို သူ့ယုံခံနေတွင်ထွေးဆုံရန်ပြောပြီးတရားခွင်ပေါ်မှဆင်းသွားခဲ့ရာရှေ့နေကြီးနေအောင်မှာတရားသူကြီးယုံခံနေဝင်သွားပြီးမရှိမနှောင်းမှာပင်ဝင်လိုက်သွားကြ၏ မိသည်စင်နဲ့သူမ၏အဖော်နှစ်ယောက်ရုံးခန်းထဲမှအထွက်တွင်မိသည်စင်ကဦးလုံးဝေဘက်သို့တကြဲနေကြည့်လိုက်၏အိုးလုံးဝေကလမ်းကြီးနှင့်ဆုံသွားရာမိသည်စင်က သူမ၏အချီကိုဖြတ်ခနဲလွှဲပြလိုက်၏အိုးလုံးဝေမျက်လုံးများမှာမိသည်စင်ကြောပြမောသို့ဆူဆိုင်ပါသွားသည်တော်စိန်မမနှင့်ဝိဖြူပုဂ္ဂိုလ်ကြီးတို့မှကောင်းချင်းဆိုင်၍တူတူချိတ်ချိတ်လုံနေကြသည် ။ဦးလုံးဝေးမှာသူထိုင်နေသောကလထိုင်းမှတော်တော်နေမထသည်ပင်သူ၏လက်ညှိုးမှလက်သေးလေးကိုကိုက်ဖြတ်ရင်းအတွေ့ဆံဝင်လျက်ရှိနေသည်။အမှုတွင်လိုက်ပါဆောင်ရမည်ဥပရိပညာရှင်များနှင့်အမှုကိုစစ်ဆေးရမည်တရားသူကြီးတို့မှမှန်ကန်ယဉ်ညှိမှုကိုရယူနိုင်ခြင်းဖြင့်တက်မှတ်သောတရားစီရင်ရေးကိုအထောက်အကူပြုနိုင်ပေသည်။ ရေကူအမှုတွင်ပြင်ပဖိအားများလွန်သည်မို့အထူးသတိထား၍ကင်တွယ်စစ်ဆေးရမည်ဖြစ်ရာဥပရိပညာရှင်ကြီးများနှင့်ယင်းနှမှုကိုရယူခဲ့ခြင်းဖြစ်ပေသည်တရားသူချင်းနှင့်ဥပဒေပညာရှင်ကြီးနှင့်ညီနိုင်ကြပြီးနောက်အမှုကိုစစ်ဆေးရာတွင်မိသစဉ်ကိုစတင်စစ်ဆေးရမည်ဖြစ်သည့်အတိုင်းနောက်တနေ့မနေ့တွင်စစ်ဆေးမှုစတင်ရန်ဥက္ကမောင်တန်း၏တင်ပြချက်ကိုတစ်ဖက်သောရှိနေကြီးကပါလက်ခံလိုက်သဖြင့်တရားသူကြီးကအတည်ပြုချက်ပေးလိုက်၏ ဥခင်မောင်တန်းကမေတ္တဇင်းအကြောင်းကိုတည်တည်အတိုင်းတမင်တကာစွာပေးလိုက်ခြင်းဖြစ်၏မေတ္တဇင်းကအသေးမှသူဖြစ်သည်မေတ္တဇင်းလိုမိန်းကလေးမျိုးကြတော့ဒေါ်သာကိုစွာပေးနိုင်လီကိုလိုချင်သောခွင့်တွေကိုလှည့်ယူလို့ရလေဖြစ်မိကိုဥခင်မောင်တန်းကသိထားသည်ဒီကနေ့စစ်လျင်လေဖြစ်လျက်သားနှင့်တမင်ပင်ရွှေဆိုင်ခွင့်တောင်းလိုက်ခြင်းဖြစ်ပေသည်ထင်သည့်အတိုင်းလည်းဖြစ်ခဲ့သည် နေခင်ဘက်အမှုစစ်ဆေးမှုအထင်နဲ့ရောက်လာတော်မူသည်စဉ်မှာသူ၏ရှိနေကြီးထံမှတဆင့်အမှုရွှေဆိုင်ကြောင်းသိလိုက်ရသည်နှင့်မျက်ဆောင်တကယ်ကယ်ဖြစ်သွားသည်။သူမ၏မျက်ဆောင်ဦးတီယာမှာဥခင်မောင်တန်းအပေါ်သို့ဥခင်မောင်တန်းကမူမူသည်စဉ်ဤမျက်ဆောင်ကိုမခုတ်တရုပ်အပြုံဖြင့်တုံပြန်လိုက်သည်။ဒီုံမြင်လို့ဒီချုံထွင်ထားပြီးပြီပဲဟာတွေးကြသေးတာပေါ့တရားကွင်ပေါ်မှာအခန်း၁၈ ဦးလုံးဝင်းမျက်နှာမှာမနှက်ပိုင်းကားလိုမကြည့်တာတော့ဟန်ဆောင်အပြုံးရစ်ကလေးများပင်ကွဲပြောင်းနေသည်နှုတ်ဆက်နေသည်သူ့ကိုစကားပြောနေသူများဘက်သို့မျက်နှာမူထားတော့လဲတောတာအာယုံမှာမူစကားပြောနေသူဤထံတွင်မရှိ သူတို့ပါပြောနေသည်လဲအာယုံမထင်ဥက္ကမောင်တန်းနေစကားပြောရမှာပင်အယောင်ယောင်အမှားမှားဖြစ်နေသည် သူဤစိတ်အစဲမှာမေတ္တဇင်စီတို့ပြန်လွေပါသွားလေသလားဒါမှမဟုတ်မေတ္တဇင်နဲ့တွဲလာသောဗလကောင်းကောင်းကောင်းလေးစီတို့ပဲလွင်ပြန်ပါသွားလေသလားဆိုသည့်ကိုမူဦးလုံးဝေမှတပါမည်သူမှမသိနိုင်ပေတော်စိန်မမကတားပြစ်သူအကဲကိုတည်တော်လဲမတီဟန်ပြူ၍တားပြစ်သူဤစိတ်ကိုပြန်လဲထိန်ပေးလိုက်သည်ရော့တာကိုကိုလေးတောက်လိုက်အောင်ဟုတ်ကဲ့မမီး သားခံစားနေရတဲ့ဝေဒနာကို မာမီကိုချင်းစာပါတယ်။မာမီမှာတိတက်ပိုးတဲ့ဝေဒနာတွေခံစားနေရပါတယ်ကွင်။ကျွန်တော်နားလဲပါတယ်မာမီရဲ့။အေးပါ။မာမီကတားနားလဲမယ်ဆိုတာယုံပြီးသားပါ။ကဲကဲတားပြန်ပြီးတော့အနားယူလိုက်အောင်။ဩဒါတဲ့။နှက်ပြန်တားဝိတ်ဖို့အဝတ်တွေကိုမာမီပို့ခိုင်းလိုက်မယ်။အိုးမာမီကလည်းတားမဝိစားတွေ၄၅စုံရှိနေပါတယ်။ မာမီပို့လိုက်တဲ့အဝတ်စားကိုသာဝိတ်ခဲ့ပါသားရဲ့အခုတည်းဒီတော်စိန်မမကဦးလုံးဝေကိုနှုတ်တနက်မပြောက်သေးသောကလေးတပွဲသဘောမူနေစေမိသောပင်ဆိုစေမိပါမြတ်တာဟူသည် အတိုင်းအဆနိုင်မရနိုင်ပါလိငငယ်ကသားဖြစ်သူကိုတုံစမ်းပစီဖြုံးစမ်းပစီဟုအလိုလိုက်ခဲ့တော်လဲသားဖြစ်သူကမတုံခဲမဖြုံးခဲ့ယခုသားဖြစ်သူအရေးပေါ်လာတော့တော်စိန်မမကငွေကိုငွေလိုသဘောမမူခဲ့ပေကုံပစီ စီးစိမ်ပင်ပြုတ်ပစေတော်ဟုသဘောမူခဲ့၏တော်စိန်မမကတော့အိမ်မှာတမုတ်ဆရာကိုရုံးမော့အထိခေါ်ပြီးတဆင်တရိုင်းဂါထာမန်တဲ့အမျိုးမျိုးဖြင့်လက်စီခဲ့ပေသည်ဦးလုံးဝေမှာတရားရုံးပေါ်တွင်မန်တလိန်ပန်တလိန်အိန္ဒြိဆောင်ခဲ့သည်မြစင်းရုံအချုပ်ပြန်ရောက်သည်နှင့်ဟန်ဆောင်မျက်နှာပုံမှာကျွတ်ခွာကြသွားတော်၏ အပေါ်အင်ဂျင်နဲ့ရှူဘနက်ကိုချုပ်ပြီးအဝတ်အစားမှမလဲနိုင်တော့ပဲကတဲ့မော်တော်လဲချလိုက်ရ၏တကောင်လုံးမူနာဝေကြည့်နေသည်ရင်ထဲမှတလဲလဲဖြစ်နေသည်သူ၏မျက်စိအာရုံတွင်မိသစဉ်ရုပ်ပုံလွားကဆွေးညိနေသလိုမိသစဉ်နှင့်တွဲလာသောကောင်းလေး၏အရေးကလည်းဆွဲထင်နေသည် အသားကားဖြူသည်ယောကချောသည်မပြိတ်တပြိတ်လိုင်းတွန်ရိတ်ကလေးများတင်နေသောသပင်ခွေကလေးနှစ်ဖူပေါ်မခိုတင်ရခွေကြနေပုံမှာမိန်ကလေးများစိတ်ထဲတွင်ဆွဲတင်စရာအသွင်ရှိနေသည်ကိုဦးလုံးဝေလည်းအကဲဖမ်းမိလိုက်၏စပိုးရဲ့အနီရောက်မှ သူ၏ဝင်းဝါသော အသားနှင့်လိုက်ဖက်သည်လက်မောင်းမောင်းကို ပြန်၍တတိယစရာ ဖြစ်ခဲ့သည်လက်မောင်းမောင်းမှလည်းလူကြောလေနွဲ့နွဲ့တင်တင်ချောသည် အခုတွင်လာသောကောင်းလီကကြာကြာရရာချောသည်မိသည်စဉ်ယုံငန်းထဲမှပြန်ထွက်တွင် ကောင်းလီလက်ကိုတွဲလျက်ထိုမှာဦးလုံးဝီအတွေ့အကြံများမှရောက်ရက်ခတ်သွားသည် မျက်စိကိုအာပါတရစွမိတ်ထားလျက်ရသည်သူ၏နှုတ်ဖျားစီမှ ပြင်ပြသော တောက်ခေါက်တန်ထွက်လာသည်ကတင်ပေးစပွဲပေါ်ရှိပလင်းထဲမှစီပြားတပြားကိုပါဇက်သေးသို့ထည့်လိုက်ပြီးသည့်နောက်သူ၏အတွေ့အကြံများဟိုးတော်ဝါဖြစ်လာရမှလွင်စင်ပြောက်ကွယ်သွားတော်၏ မိများကြောင့်အိပ်ပျော်သွားသည်မသိဆူဆူညံ့ညံ့အတန်းများကြောင့်လန်နိုးလာသည်သူတို့နေသောစည်ရုံအချို့ဆောင်တွေတွင်ဝယုံတုံးကဖြစ်နေသည်အဆောင်ရဲများလည်းအပြေးအလွာရောက်လာကြသည်ရံပွဲလေးတပွဲတယောက်ကခပိုင်း၌တယောက်ကတခိုးနှစ်ယောက်စလုံးဒဏ်ရာအပြင်နှင့်စည်ရုံအချို့သို့ရောက်နေကြသူများဖြစ်၏သူတို့နှစ်ယောက်မှအပြင်တွင်တယောက်ကိုတယောက်မသိကြတော့လေစည်ရုံအချို့သို့ရောက်သည့်အခါကရင်ချင်းကလေးရဲ့နေရာဒီမှခင်မင်ခဲ့ကြသည် တယောက်ကြောင်းတယောက်ပြောရင်းဒူစရိုက်လောကသားနှစ်ယောက်မှာသူတို့အချင်းချင်းတည်င်းတလေလေပေါင်းဖက်တွေ့ကြပြီးတရင်တနီခင်မဲသွားကြ၏နှစ်ယောက်စလုံးဤတန်ရာများလဲအတော်ပင်သက်သာနေသည်ဒါပေသည်ဆရာဝန် ground လှည့်ချိန်ရောက်ပြီးဆိုမှဖြင့်အမလေးအပါလေးဩကြစမြင်မျက်နှာကြီးတွေရှုံမဲ့ပြီးအမိုးရအမျိုးမျိုးလှကြစမြင်အိယာတွေမှာကွကွကလေးလှဲပြီးအိုက်တင်ပေါင်းစုံပြကြစမြင် ်ဒါမှလည်းထောင်ကိုတော်တော်နည်းမပြောင်းရဘဲအနေအစားချောင်သောစည်းရုံးအချုပ်တွင် တမိတမောနေရသည်အဲဆရာဝန်ဒီမလာသည့်အချိန်များမှာတော့ဆုစုဝေဝေစားလိုက်ကြတောက်လိုက်ကြရေလိုက်ကြဟားလိုက်ကြနေတပြောတပါပါပဲအကြံဖန်းဆိုတာကနေရာတိုင်းမှာရှိကြစမြေပေကို ဒီကနေ့တော့သူတို့နှစ်ယောက်ကိုအနီနာမှာရှိနေသည့်ခွက်တွေပကံတွေပလင်းတွေနဲ့ပေါင်ကြပြစ်ကြဖြစ်ခဲ့ကြရာမှစေယုံချုပ်ထဲမှာစူညံသွားခဲ့သည်အဆောင်ရဲများဝင်လာပြီးတယောက်ကိုနှစ်ချက်သုံးချက်လောက်တိလိုက်မှညိန်သွားကြသည်ဒိုးစီကောင်မူသူတို့နှစ်ယောက်ကိုကရင်ချင်းကက်လျက်အတူတူမထားတော့ဘဲအခန်းဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်ခွဲထားလိုက်၏ လှကြီးမှာအူလုံးဝေတို့ချင်းရင်ဘက်သို့ ရောက်သွားသည်လှကြီးတို့အကြောင်းကိုသိနေသူများပြောင်းနေတယောက်တရလွန်ခင်မင်းကြရာမှရုတ်တရက်ရံပြရသည့်အကြောင်းကိုဆက်ဆက်ဆုဆုလုပ်ခဲ့ကြ၏အူလုံးဝေကရင်ချင်းရင်တွင်ပြောဆိုနေကြရာအူလုံးဝေမှာမကြားခြင်းတော်လဲမနေတာဖြစ်နေသည် မနေတာဒီကအကြောင်းမဟုတ်လှကြီးပြန်ပြောနေသည့်ဇလန်းမှာသူ့အတွက်ပါအတွေ့ပေါ်စရာဖြစ်ခဲ့ရသည် အဲ့ဒီနေ့ညုံပိုင်းကလေးကလှကြီးတို့လင်း၅ရောက်စုပြီးရောက်တက်ရာရာရှေဟောင်းနောင်ဖြင့်အကြောင်းဆုံးပြောရင်းမှမကိစ္စအကြောင်းပဲသူဦးတီလာ၏တယောက်တမျိုးကိုရီအကြောင်းများပြောကြရင်မှလှကြီးကသူနှင့်ကောင်မလေးတယောက်ဇလန်းကို အာပါတရအမှတ်တမ်းတင်ပြလိုက်၏နားထောင်နေသူများမှစိတ်လေးတော့ဖို့တတွေးမျိုးဘုမေကုံကြသည်နားထောင်နေသူအလုံးရွှင်ရွှင်မြူးမြူးတက်တက်ကြွကြွဦးလုံးဝေလေအတွေ့ချာချာလေရော့ မနေယုံထက်တွင်တွေ့ရအောင်မီအလုံးဝိနှုတ်ဖျားမှတပြင်းရှည်ချလိုက်တန်နှင့်အတူတန်ချောင်းခောက်တန်သုံးချက်ထွက်လာသည်ယုံထွက်ချိန်ဤပါပကောဟုတ်ကဲ့ပါရှင်ဆရာကျော်မြတ်န်းရေးသားထားသော ထောင်တို့အဝင် ထောင်မအထွဲ့ဝိထုစာကို အပိုင်းငါအနေဖြင့်မျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နာဆင်ပေးခဲ့ကြတဲ့ညိုမီသားစု တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်နော်။ ပြန်လည်ဖျက်ပြပေးမယ်အပိုင်းသစ်တွေကိုစောင့်မျှော်လို့နားဆင်ပေးကြပါအောင်ရှင်မြို့မိသားစုများအားလုံးလည်းဘေးရန်တွေအပေါင်းမှ ခင်ဝေးလုံခြုံကြပါစေရှင်